တဘာဝတရားတွေအထင်းမှာကျွန်တော်လုံအားတွေပုံထိတက်လို့ရှိရင်တန်ဖိုးတွေဖြစ်ထွန်းတယ်ဆိုရင်အကြောင်းပါလေ။အဲကျွန်တော်ဆရာလေးရင်းဆရာတရားကောင်းကောင်းပြောပြဖို့လေ။ကျွန်တော်တပည့်တွေအာရုံတို့ကိုချစ်စွန်းနေတဲ့ဆရာမျိုးလို့ပြောရတယ်။အဲသူကတော့သူတိတိမများဘူးပေါ့ဗျာ။ဆရာစကားဟာကျွန်တော်လိုမျိုးရွှေပြောင်းအောင်သမားလူငယ်လေးတရားပုံမှာဘလို့တွေတော့ဘလောက်ထိတော့ညံဖိုးတွေဖြစ်ထွန်းခဲ့လဲဆိုတာမဟုတ်ဒီတဲ့ထဲနေကမှာရောက်ရှိနေကြတယ်။ကျွန်တော်ညီလေးညီမလေးပုံမှန်တယ်ဘဝတူ ရှင်ပြောင်းလောက်သမားပေါ်တာထူးတယ်တို့တချင်တာကျွန်တော်တဘာဝတရားလို့ဆိုလိုက်တာနဲ့ရှင်မြေတိုးတောင်ပင်လေလို့လို့မျိုးလာတရားတွေလည်းရှိတယ်မို့မုန်တိုင်းထိုင်ကြီးကြီးတာလို့ငလင်ရင်လောက်တာလို့သတ်သဖြင့် NDA ဖြစ်ထုံးစေတိုင်းရရှိရပါဆိုတော့ကျွန်တော်တို့အနေနဲ့အကောင့်တွေကိုတန်ဖိုးအဖြစ်နဲ့ဖန်တီးရတာတွေကိုတလောက်အစိုးတွေကိုတန်ဖိုးဖြစ်အောင်စူးစမ်းရတာလည်းမြေခက်ခဲတာပေါ့ပို့ပြီးတော့စိုးတာကကျွန်တော်တို့တချို့တချို့တော့ဘေးပျော်ကားတွေတောင်ဖြစ်ပေါ်လာတယ်တဘာဝလုံးအခြေအနေဆိုလို့ရှိပို့တော့စိုးတာပေါ့ဗျခုလက်ရှိတော့ကာလာနေမှာတော့ဒါပေမဲ့ ဲ့ဒီအခက်အခဲဒုက္ခတွေကြားထင်းမှာပဲငါတို့ဘာလုံးလို့ရသေးလဲဆိုတော့ကြိုးစားအားထုတ်မှုလုံအားလေးတွေပုံထိန်တယ်လို့ရှိရင်ယုံထဲလုံမြောက်ဖို့အတွက်တံဖိုးလေးတွေတစားတစားတွန်းလာတတ်တယ်။ထိုင်းနိုင်ငံနုံထားပုံလေးမျိုးကစက်ရုံတရုံမှာကျွန်တော်လုံးလုံးခဲ့တော့မှာပေါ့နော်။ကျွန်တော်အရန်လေစာအတူယူခရရတယ်အကုန်နဲ့အမလင်မြောင်းနဲ့အောင်ရှိတယ်။သူတို့ခြေရတဲ့လောက်ကကျွန်တော်ဟိုဘက်မှာဆိုလို့ရှိရင်ဘွေရပင်ကနေအတန်းဝင်ကဖြစ်တယ်ပေါ့။ ချင်းလေးမဟန်လို့တာရှိသမျှကိုစံထုတ်ပြီးတော့ဒီဘက်ကိုထွက်လာကြကြတာဒီဘက်မှာမဆိုးစလောက်လေးအလုပ်တစ်ခုရဖို့အတွက်ရှိတာလေးကိုရောင်းပေါင်အစင်းထိရောင်းအောင်သူတို့ရုန်းကန်ခဲ့ရတာမျိုးအလုံးမရခဲ့ဘူးအဲ့ဒီအချိန်ကလာအရာပေါ့နော်ဒါပေမဲ့သူတို့အရှုံးမပေးဘူးကျွန်တော်အမင်းသားကမြန်မာတွေအားရရှိရဆိုင်လေမြန်မာတွေကိုကျွန်တော်မြန်မာတမင်းဟင်းရှယ်ပြီးရောင်းကြတာနိကိမဲဆိုလို့ချင်းလေးမြန်မာမူပဲလေးဒေစာလေးဆိုင်ရောလုံးရင်ကဝန်ထမ်းတွေကကြာအလုပ်ရှင်တွေများတဲ့ခါကျတော့တမင်းချက်ချင်းကြီးရောက်တယ်အဲ့တော့သူတို့တက်ွက်ဒီပဲအဲ့တော့အဲ့လိုမျိုးတွေလုံးရင်လည်းသူတို့ရုန်းကန်ခဲ့ကြတာပေါ့ ဆိုတော့သူတို့လေးများလောက်သွန်းတာကတိတ်ပြီးတော့မှជីជីမမဟုတ်နေဘူး။ဒါပေမဲ့လူတယောက်ရန်ခက်ခင်းနေတဲ့အချိန်မှာလုံအောင်အရှုံးမပြေပြန်တဲ့အဲ့လိုမျိုးယုံထွက်ပြားသွားတာကလူငယ်လေးတယောက်ဖြစ်တဲ့ကျွန်တော်အတွက်ကတော့လုံအောင်အချိန်မဆိုးသင်ခန်းစာပဲ။တကယ်ဟတ်တီးတာ။ဒါကြောင့်ဒါလေးကိုပြပြချင်တယ်နော်။ဆိုတော့ပြောချင်တာကကျွန်တော်ပြိမာဟင်စကားလေးတွေလေးလာနေကြတယ်။ညီလေးညီမလေးပို့မားတယ်။များစုခါခန်းနေကမှရောက်ရှိနေကြတာဖြစ်တယ်။ဘလောက်ခက်ခင်းနေမြဲဆိုတာကျွန်တော်ကနားလေ။ပို့တယ်လေကြိုပြတ်ခဲ့ရမှာစို့လေ။ဒါပေမဲ့ဒါတွေဟာ ရှုံးပေးလိုက်ဖို့မဟုတ်ဘူးကျွန်တော်ခေါင်းအေးအေးထားပြီးတော့မှလက်ရှိဖြစ်ပြနေတဲ့တပါဝါလုံးခက်ခဲတဲ့ဈာတင်းမှာငါတို့ဘလို့လောက်အားတွေပုံထေလို့ရားနိုင်သေးလေဆိုရင်တေရှာရှာလေးစဉ်းစားလို့ရှိတယ်အဖြစ်တွေထွက်လာတယ်အဖို့တခုဖြစ်ထုံးဖို့ဆိုတော့တော့ဘယ်လိုကူပါမလဲနော်ကျွန်တော်ဆိုလို့ရှိရင်လည်းပဲ2020နှစ်လောက်ထိကိုဝေးစားကြည့်တဲ့ဆန်းနေတော့မယ်ကျွန်တော်ဆရာရဲ့စကားတွေကြောင်းတာလက်ရှိဖြစ်ပြနေတဲ့တပါဝါလုံးခက်ခဲတဲ့ဈာမှာမိမိရဲ့လုံးနိုင်စွမ်းလောက်အားလေးတွေတန်ဖိုးပေါင်းထည့်နိုင်ကြလို့သာ2020ကမှာထိုင်းစကားပြောတင်တဲ့ဆရာဆိုတဲ့ တန်ဖိုးလေးတစ်ခုဖြစ်ထွန်းလာခဲ့တယ်နော်လက်ရှိဖြစ်ပေါ်နေတဲ့အခက်အခဲတွေကြားမှာလောက်အားလေးတွေပုံထင်ပြီးတော့ရလာတဲ့တန်ဖိုးဆိုတာဆရာပြောခဲ့တဲ့စကားပေါ့နော်ကျွန်တော်တို့သိချာလေးပြန်ပြောပြရလို့ရှိရင်ကျွန်တော်လက်ရှိဖြစ်ပေါ်နေတဲ့တဘဝတရားတွေမိမိတို့လောက်အားတွေကိုသိချာပုံထင်နေလို့ရှိရင်တန်ဖိုးဆိုတာတကယ်ဖြစ်ထွန်းတယ်ဆိုတော့အခုလိုမျိုးကျွန်တော်စူးစမ်းရုံးကန်ခဲ့ရတဲ့အခြေအနေပြပြလေးတွေကိုလေနောက်ထပ်လမ်းကြုံဖို့ရှိရင်ကြာကြာပြပြပေးဖို့ဖြစ်တယ်ဆိုတော့အားလုံးဖက်တီးပါခင်ဗျာ